ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စက်တင်ဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာနယ်လွန်စွာနီးကပ်လာတဲ့မုန်တိုင်းဘူဝလိုင်းသတင်းများကိုတတိထားရအောင်တင်ဆက်ပေးသွားပါမယ်အပူပိုင်းမုန်တိုင်းဘူဝလိုင်းအခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်15နာရီ30ချိန်တိုင်းထွာချက်များအရ VN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသများကိုဖျက်ကျော်လျက်ရှိသောအာကောင်သောအပူပိုင်းမုန်တိုင်းဘူဝလိုင်းဟာအပူပိုင်းမုန်တိုင်းဘူဝလိုင်းအဖြစ်အာရော့သွားခဲ့ပြီးအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ကာ ။ VNN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်။နောက်48နာရီတွင်ခံမှန်းချက်များကတော့အဆိုပါအပူပိုင်းမုန်တိုင်းဘူဝလိုင်းဟာအနောက်နောက်မြတ်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာအပူပိုင်းမုန်တိုင်းငယ်ဖြစ်အာရော့နိုင်ကလာအိုနိုင်ငံကုန်းတိုင်းဒေသများကိုဖြတ်ကျော်နိုင်ပြီး30ရက်ကိုလာ2025ရဲ့နေ့နဲ့ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကို၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဘူဝလိုင်းမှာပြတ်ထွက်လာသောတိမ်တိုက်များကြောင့် ယနေ့ညနေမှာတရက်ဆယ်လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာနေရာအလိုက်နဲ့နေရာကွက်ကြားမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြန်မာကန်ဦးရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရန်ဖန်ရန်ခါမိုးတက်လေးပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေးပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနာရီလျင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြမကန်ဝန်းတစ်ချောင်းနဲ့ကန်းလွန်ပင်လေးပြင်းတို့မှာစေပေမှ12ပေခန့်ရှိနိုင်ပါတယ်။တို့ဖြစ်ပါပြီမိုးတဲထန်သွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျက်ရပြရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေတာများမှာရှိတဲ့ကုန်းမြင့်ဒေတာအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်ရင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါတယ်အခုဆက်လက်ပြီးစက်တင်ဘာလ30ရက်နေ့အတွက်မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီး ကြံပင်္ဂလာပင်လယ်အော်မှာမုတ်တုံလေးအားအသင့်တင်ရှိနေပါလေထူးခြားတဲ့အချိန်လေးကယနေ့မြန်မာစံတော်ချိန်15နာရီ30ချိန်တိုင်းထွာချက်များအရဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသများကိုဖျက်ကျော်လျက်ရှိတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းဘူအားလွိုင်ဟာအပူပိုင်းမုန်တိုင်းဘူအားလွိုင်ဖြစ်အာရော့သွားခဲ့ပြီးအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ကာဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသများကိုဆက်လက်ဖျက်ကျော်လျက်ရှိပါတယ်။အဆိုပါပူပိုင်းမုန်တိုင်းဘူအားလွိုင်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီး ယနေ့ညပိုင်းမှာအပူပိုင်းမုန်တိုင်းငယ်အဖြစ်အာရုံနိုင်ငံလာအိုနိုင်ငံကုန်းတမိုင်းဒေသများကိုဖြတ်ကျော်နိုင်ပြီး30ရက်ကုလ2025ရက်နေ့နံနက်ပိုင်းတွင်လာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကို၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မနက်ဖြန်နံနက်ထိခန့်မှန်းချက်များကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ကြွားရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လေပြမတော်မြဝကျွန်းပေါ်မုတ်ဓမခွေမွန်တနင်္သာရီကန်ရက်တစ်လျှောက်နဲ့ကန်လွန်ပင်လေပြင်းတို့မှာဂျန်ဖန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနာယီလင်း35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြက်မှာ မြဝကျွန်းပေါ်မုဒ္ဓမကွေမွန်တနင်္သာရီကန်ရန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာစေပေမှ12ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလိုင်းအသင့်တင့်မှလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြသည့်ရေပြင်းပြင်းပြင်းလေးဟာတနအီလရင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြက်မှာရခိုင်ကန်ရန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးအကိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပူလာပါမယ်။နေပြည်တော်နဲ့ဤတစ်ဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီဒဝိုက်ဒရမ်မနက်ဖြန်တနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။အခုဆက်လက်ပြီးမြေကြီးအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။6နိုင်ခွဲချိန်တိုင်းထွာကြများရမြေကြီးနားမြို့ရဲ့မြေကြီးဟာအနှုတ်20စင်တီမီတာရှစ်လက်မှခံပြန်ကြပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ဟာ36.3ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီးယနေ့အနည်းဆုံးအပူချိန်ကတော့18.3ဒီဂရီဆယ်စီယပ်ဖြစ်ပါတယ်ခင်ဗျာ။ မြေကြီးနားမြို့ရဲ့မြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်800စင်တီမီတာ26ပေကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။မြေရေအတက်ကြာပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။အေယာဝရီမြေထပ်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေယာဝရီမြေစုံအထက်ပိုင်းမှာနေရာကွက်ကြားမိုးတဲထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေရေကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြန်မာပြည်မြောက်ပိုင်းဇွန်ဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခမြစ်နဲ့မလိခမြစ်ဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။ AR မြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြစ်ကမ်းအနီးမြေနှိမ်ဒေသများနဲ့မြေနူးကျွန်းများတွင်စိုက်ပျိုးလုကင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုမြေပြုတ်နေထိုင်ရှာဖွေစားတောင်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါတယ်။ပထမဦးစွာချင်းတွင်းမြေရိုးအခြေအနေများကိုတင်ပြပေးပါမယ်။ 29ရက်6လ2025ရက်နေ့6နိုင်ခွဲချိန်တိုင်းထွာကြများရာခန်းဒီမျိုးရဲ့မြေကြီးဟာနှုတ်16စင်တီမီတာရှစ်လက်မှခန့်ထက်ကြပါရယ်မုံရမျိုးရဲ့မြေကြီးဟာအပေါင်း3စင်တီမီတာတလက်မှခန့်ထက်တတ်ပါရယ်ချင်းတွင်းမြေထပ်ပိုင်းမှာလက်တတော်တွင်မိုးအားအနည်းငယ်မှအသင့်တင်ရှိနေပါရယ်ယခုရက်ပိုင်းတွင်ချင်းတွင်းမြေရိုးတလျှောက်မြို့များအလုံးမှာအကြဘတ်သူဦးတည်နေပါအောင်မယ်ချင်းတွင်းမြေရဲ့အတက်ကြပုံမှန်အနေထားခန့်မှရှိနေပါမယ် ထူးကဲမြည်ရည်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာခန်းဒီမျိုးမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ဟုံမလင်းမျိုးမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ဖောင်းမြင်မျိုးမှာမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်မော်လိုက်မျိုးမှာမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ကလေးဝမျိုးမှာမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်မင်းကင်းမျိုးမှာမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကဏီမျိုးမှာမြည်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ုံရမြို့မှာမြစ်ရေအတက်အကျမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကြာဆင်းနိုင်ပါတယ်။ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဆက်လက်ပြီး ARI မြစ်ရေအခြေအနေများကိုတင်ပြပေးသွားပါမယ်။ဗမော်မြို့ရဲ့မြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ယနေ့နေ့လယ်ပိုင်းမှာပြန်လည်မြင့်တက်နိုင်ပါတယ်။ရွှေကူမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကတာမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ထီတိုင်းမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ။တပိတ်ချင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မန္တလေးမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။စကိုင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ပခုတ်ကူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ညောင်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ချောင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မင်းမှုမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ မကွေးမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။အောင်လယ်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ပြည်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။စိတ်သာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဟင်္ဒရာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဇလုံမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။အခုဆက်လက်ပြီးမိုးရေချင်းအခြေအနေများကို တင်ဆက်ပေးသွားပါမယ်။၂၀၂၅ခုနှစ်အော်တိုဘာလ၁ရက်နေ့မှ၃ရက်နေ့ထိ မိုးလေဝသခံမှန်းချက်များမှာဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းမှစက်တင်ဘာလ30မှာအော်တိုဘာလ1ရက်နေ့တွင်လေပြင်းအားနှင့်ရေဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးအနောက်မြောက်ဘက်သို့ရွေ့လျားသွားပါမည်။အော်တိုဘာလ2ရက်မှာ3ရက်နေ့တွင်ဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းမှ၎င်းနှင့်ထိစပ်နေတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတွင်အားကောင်းသောလေပြင်းအားနှင့်ရေဝန်အဆင့်ကိုရောက်ရှိလာနိုင်ပြီးအနောက်နှင့်အနောက်မြောက်ကိုရွေ့လျားပြီးအိန္ဒိယနိုင်ငံအိုဒီရှာပြည်နယ်ကန်ရန်နေရာများကိုဝင်ရောက်လာနိုင်ပါမည်။ အော်တိုဘာလာ3ရက်နေ့နဲ့4ရက်နေ့တို့မှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်အားကောင်းသောလေပြင်းနှင့်ရေဝန်အဆင့်ဖြင့်အိန္ဒိယနိုင်ငံကန်ယူရက်နေရာမှာကုန်းတွင်းပိုင်းနေရာများကိုဝင်ရောက်ရိုက်ခတ်လာနိုင်ပါမယ်။လေပြင်းနှင့်ရေဝန်အချိန်ကြောင့်အီယာဗတီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်ကန်ယူရက်နေရာများမှာရန်ဖန်ရန်ကာလေပြင်းချို15မိုင်မှ30မိုင်အထိတိုက်ခတ်လာနိုင်ပါမယ်။စက်တင်ဘာလ30ရက်မှအော်တိုဘာလာ2ရက်နေ့အထိကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်း မန္တလေးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှနေရာကွက်ကြားမိုးအနှဲငယ်မှမိုးအတင်းတင်းရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမိုးအနှဲငယ်မှမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာမိုးအနှဲငယ်မှမိုးအတင်းတင်း နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။အော်တိုဘာလ3ရက်နေ့မှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာများသောအားဖြင့်တာယာပါမယ်။နေရာချို့မှာတော့နေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေခင်ဗျာ။